အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့ကျွန်တော်ကတော့စုမုံကောင်းတောင်းပြလိုက်ပါတယ်ဘောနော်အဲလက်ရှိမှာဒါကျွန်တော်ဒီနေ့မှာတော်တော်လေးကိုဒါမြန်မာစံတော်ချိန်10နိုင်တို့မှာစိတ်ဝင်စားဖို့ကောင်းပဲပွဲတစ်ပွဲရှိပါတယ်အဲ့ဒီပွဲစဉ်ကဒါကျွန်တော် Arsenal နဲ့ Newcastle United တူရဲ့ဒါကျွန်တော်ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်ကကျွန်တော်အမြင်အရပြောရမယ်ဆိုတော့အဆင့်နှစ်လူပွဲဆိုရင်တော့ပို့ပြီးမှန်ပဲလို့ပြောလို့ရတယ် လက်ရှိမှာဒါကျွန်တော် Arsenal အသင်းနဲ့ Newcastle United အသင်းတွေလက်ရှိရလပိုင်းအရပြန်ကြည့်မယ်ဆိုရင်တော့ဒါကျွန်တော်တို့နှစ်သင်းလုံးမှာဒါရမှတ်နှစ်မှတ်လောက်ပဲကွာနေတယ်။ဒါလက်ရှိ Arsenal အသင်းကနောက်ဆုံးပြိုင်ပွဲဆုံး၅ပွဲမှာဒါကျွန်တော် Premier League မှာ9ပွဲ2ပွဲတည်းရထားတဲ့အတွက်ကြောင့်မို့ဒါရလအားဖြစ်တော့ Arsenal အသင်းက Premier League မှာတော်တော်လေးဟိုအခြေအနေမကောင်းတဲ့တဲမှာပါတယ်ပေါ့။ဒါပေမဲ့ဒီနေ့ပွဲစဉ်က Arsenal အသင်းအတွက်အကောင်းဆုံးရုံထားရမယ်ပွဲစဉ်တစ်ပွဲလို့ကျွန်တော်အနေနဲ့မြင်တယ်ပေါ့နော်။အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော် Arsenal အသင်းနဲ့ရှေ့ကဒါကျွန်တော်တို့ Liverpool နဲ့ပွဲစဉ်မှာလည်းဒါကျွန်တော်တည်ရကြခဲ့တယ်။နောက်ကနေပြန်လိုက်တွင်းခဲ့ပြီးတည်ရရတဲ့ခုအနေနဲ့တွေ့ ခဲ့တယ်။ဒါကြောင့်မို့အာဆုံအသင်းနဲ့ဒါသူကိုကိုအမြဲတမ်းစိတ်ဒုက္ခပေးနေတဲ့အသင်းတစ်သင်းနဲ့ထပ်ပြီးတွေ့ရမယ်။ဒီအသင်းကတကယ်လို့တင်ပုံ Newcastle United ဖြစ်တယ်။ဒီနေ့မှဒါကျွန်တော်တို့ရဲ့ဒါဖလားမျောလင်းချက်တွေကတခုဖြစ်တဲ့ FA ဖလားကိုလည်း Newcastle United ကပဲရိုက်ချိုးပြခဲ့တယ်။ဒါကျွန်တော်လက်ရှိဒီနေ့မှဒါကျွန်တော် Newcastle United အိမ်ကွင်းမှာဒါကျွန်တော်တို့အာဆုံအသင်းနဲ့ဒါကျွန်တော်တို့ ဒီနှစ်မှာဗောနောကျွန်တော်အိမ်ဝင်းဒါကျွန်တော်နှစ်ချိန်ကန်ခဲ့ရတယ်ကျွန်တော်ဒါ EFA ဟာ Carabao Plata ချိန်ကန်ခုနက FA Plata Carabao ဗောနော Carabao Plata နှစ်ချိန်ကန်ခဲ့ရနှစ်ချိန်လုံးဒါ Newcastle United ကဒါကျွန်တော်နိုင်ခဲ့တယ်ပြီးတဲ့ပြီးတော့ဒါသူတို့ရဲ့အိမ်ဝင်းမှာဒါကျွန်တော် Arsenal Thing ကိုထပ်ပြီးတော့ဒီနှစ် Premier League မှာနိုင်ခဲ့တယ်အဲ့တော့ Newcastle United ကရှင်းနေပြ Arsenal Thing ကိုဒါလက်ရှိဒါဒီနောက်ပိုင်းမှာဖြစ်တည်မှုတစ်ခုကသူတို့အနေနဲ့ ဒါ Newcastle United ကလာ Arsenal ကိုဒုက္ခပေးဖို့အတွက်ဖြစ်တည်နေတယ်ဆိုတဲ့သဘောမျိုးရှိတယ်။အဲဒီဟောရဲ့သင်္ကာခုလက်ရှိမှာဒါကျွန်တော်ဘယ်လိုပဲပြောဒီနှစ်မှာအစနစ်နဲ့ရာသီပိတ်သိမ်းနိုင်ဖို့တော့သူတို့မှလည်းအခွင့်အရေးရှိရတယ်မှာပါတယ်။ဘောနော်အဲ့တော့ ်မြို့သူပင်ဆိုးစေကမူအာစနိုအသေးအနေနဲ့လက်ရှိမှာဒီနေ့ပွဲစမှာသူတို့အနေနဲ့နောက်ဆုံးချိန်ဒီဒုက္ခပြီးတဲ့ညူကာဆယ်ကိုဘယ်လောက်ထိသူတို့ပြန်လဲပြီးလက်တုပ်ပြန်သွားနိုင်မလဲဒီနေ့မှာဒါသူတို့ရဲ့ Ecarabao Fly ရဲ့မျောလင်းချက်တွေဒါလက်ရှိမှာဒါကျွန်တော်ချန်ပီယံပြင်းလာကြောင်းမှာဒုက္ခအမြဲတမ်းပြီးနေတဲ့ညူကာဆယ်အသေးအနေနဲ့ဒီတစ်ခေါက်မှာသူတို့ရဲ့အစစ်နစ်နေရာရဲ့ဒါကျွန်တော်တို့မျောလင်းချက်တစ်ခုကိုရောဒုက္ခထပ်ပြီးပြီးသွားနိုင်မလားတစ်ဖက်ကညူကာဆယ် United ကလက်ရှိမှာဒါ form ရဆိုရင်တော့ဒါမဆိုးဘူးလို့ပြောလို့ရတယ် Chelsea အသင်းကိုသူတို့အနေနဲ့ဒါကျွန်တော်ဂိုးပြတ်2-0ဆိုတဲ့ရလနဲ့နိုင်ထားခဲ့တယ်လို့တွေ့ရမယ်ဒီနောက်ဆုံးပြိုင်ပွဲတစ်ခုမှာပြန်ကြည့်မယ်ဆိုရင်တော့ ော့ကျွန်တော်တို့နူကာဆယ်ယူနိုက်တက်ကဒါကျွန်တော်အက်စတွန်ဗလာကိုအဝေးကွက်မှာ၄ဂိုးတကူဆိုတဲ့ရက်လက်ရှုံးနှားခဲ့တဲ့ပွဲစဉ်ကလို့ရင်ကျန်တဲ့ပွဲစဉ်မှာရက်လက်ပိုင်း draw ကောင်းလာတယ်။ဒါကျွန်တော်ပြန်ကြည့်မယ်ဆိုရင်ဒါနှစ်ဂိုးနဲ့အထက်ကို၃ပွဲတိတိတွင်းထားခဲ့ပြီ။တို့နိုင်ခဲ့တဲ့ပွဲစဉ်တွေမှာအကုန်လုံးကို clean sheet ရစေတဲ့ပွဲတွေပြလို့ကြည့်ရတယ်မှာပါတယ်။တစ်ဖက်ကအာဆိုသိန်းကနောက်ဆုံးပြိုင်ပွဲဆုံး၅ပွဲမှာ၃ပွဲရှုံးနှားခဲ့ပြီးတော့၂ပွဲတည်ကြခဲ့တယ်။ Palace ကိုတူတူတည်ကြတယ်။ PSG ကိုအိမ်ကွင်းကောအဝေးကွင်းကောရှုံးတယ်။ဘုံမောက်ကိုအိမ်ကွင်းမှာရှုံးတယ်။တရှိမှာဒါကျွန်တော် Liverpool အသင်းအနေနဲ့ဒါကျွန်တော်တည်ကြတဲ့အတိုင်းပဲ။ လည်းဘဝူးသေးရင်အင်ကိုတည်ကြခဲ့တယ်အဲ့တော့တရှိမှာဒီနေ့မှာဒါကျွန်တော်အာစနိုအသင်းအတွက်ကြားတဲ့သတင်းရသတင်းကောင်းတစ်ခုပြောရမယ်ဆိုကိုင်ဟာဘက်စ်နဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်အာစနိုအသင်းနဲ့အတူအရန်လူစင်းမှာပြန်လည်ပြီးပါဝင်လာနိုင်ပြီးကိုင်ဟာဘက်စ်နဲ့ဒီနေ့ပွဲစဉ်မှာမိနစ်အနည်းငယ်အာစနိုအသင်းနဲ့ပွဲထွက်ခွင့်ရလာနိုင်တယ်ဆိုတဲ့သတင်းတက်လာခဲ့တယ်။ဒါပေမဲ့ကျွန်တော်အာစနိုအသင်းမှာအခုချိန်ရသတင်းတွေအရဆိုတော့ဂျူလီယန်တင်မဆက်လက်ဂျူလီယန်တင်မလွဲချော်နိုင်တယ်။ KBL ကဆက်လက်ပြီးလွဲချော်မယ်။တိုမီယာဆုဆက်လက်ပြီးလွဲချော်မယ်။မရီနိုကရှေ့ကဒါကျွန်တော်တို့လီဗာပူးနဲ့ပွဲစဉ်မှာနှစ်ဝါတနီကြောင့်မို့ဒီနေ့ပွဲစဉ်မှာဆက်လက်ပြီးလွဲချော်မယ်။ KBL ဂျေဆုဆက်လက် ပြီးလွှဲချုံမယ်ပေါ့နော်အဲ့တော့အဲ့ဒီဟောက်ကတော့လက်ရှိမှာသူ့ရဲ့အသင်းတွေမှာပြန်ကြည့်မယ်ဆိုရင်တော့သူတို့ရဲ့နောက်တန်းကစားသမားတွေတော်တော်များဒဏ်ရာရနေတော့တွေ့ရမယ်ထရီပီယာလူဝစ်ဆော့တာဂက်7ဘော့မန်အဲ့တော့သူတို့ရဲ့အဓိကကစားသမားနောက်တန်းကစားသမား၃ယောက်လောက်ကဒယန်ရနေတာဖြစ်ပြီးတိုက်စစ်ပိုင်ခွင်းလေပိုင်မှာလည်းဒါကျဒယန်ရနေတဲ့ကစားသမားရှိတယ်။ဒါဂျိုလင်တန်နဲ့ဒါကျတော့ဂျိုးဆပ်ဝီလော့တို့အုပ်စုတဲ့ဒယန်ရနေတာကိုတွေ့ရမယ်တဲ့မှာပါတယ်ပေါ့။အဲ့တော့ ်မိတို့ပင်စူစီကမူအာစတန်နဲ့ဒါညူကာဆယ်ယူနိုက်တက်ပွဲစဉ်ဒီနေ့ပွဲစဉ်ကအထင်သာတဲ့အများကြီးအများကြီးကြီးလို့ကောင်းမယ်လို့မြင်တယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါအာစတန်အသင်းရဲ့လုံးဝလူဆုံတက်ဆွန်ကိုကျွန်တော်တွေ့ရမယ်ဒါအပြင်ကျွန်တော်ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်အာစတန်အသင်းရဲ့ကိုင်ဟာဗတ်စ်ကိုပြန်လည်ပြီးတွေ့ရမယ်ပွဲစဉ်တပွဲဖြစ်တဲ့ကြောင့်ကျွန်တော်ကတော့ရင်ခုန်တယ်ဒါပေမဲ့လက်ရှိနောက်ပိုင်းပွဲစဉ်မှာအာစတန်ရဲ့တိုက်စစ်ပိုင်းကပြဿနာတစ်ခုနဲ့ကျွန်တော်သိပြီးမပြောချင်မယ်ခန့်စစ်ပိုင်းကပြဿနာတစ်ခုနဲ့ပြောချင်လာတယ်အာစတန်အသင်းနဲ့ဒါကျွန်တော်ဒေါက်ရှော့ဒါမနစ်ကောက်တနစ်ကောက်ခန့်စစ်ပိုင်းအကောင်းဆုံးသစ်သစ်နဲ့ကျွန်တော်အမြင်နဲ့ချီးကျူးခဲ့တယ်ဒါပေမဲ့ ဒီနောက်ပိုင်းပွဲစဉ်မှာအာစနိုတင်းရဲ့ခံစစ်ကတော်တော်လေးကိုယွတ်တွယွတ်နေနိုင်ပြီတော်တော်လေးကိုဒါကျွန်တော်တို့ဟိုပြောရမယ်ဆိုဘယ်လိုပြောမလဲလေးစီဖြစ်တယ်ပေါ့နော်တော်တော်လေးကိုပြင်းပြင်းနိုင်တဲ့အသစ်တင်းကိုတော့အာစနိုတင်းစီကတွေ့နေရတယ်ဒါကိုကျွန်တော်ရဲ့ပါစနိုတဦးတယောက်တည်းအမြင်အရပြောချင်လုံးဝမကြိုက်ဘူးအာစနိုတင်းနဲ့ဒါကျွန်တော်တို့လက်ရှိမှာခံစစ်အကောင်းဆုံးတင်းနေတာခံစစ်ကောင်းလို့အဲ့တော့ပြဿနာကဗျဂီဘီယန်နဲ့ဆာလီဘာနှစ်ယောက်လုံးတွဲနေမှာအဆင်ပြေမဲ့အသစ်တင်းဖြစ်နေတာအဲ့ဒါတယောက်တည်းဒါထိုးထောင်နေလို့မရဘူးလို့ကျွန်တော်နေမြင်တယ်ဂီဘီယန်တယောက်တည်းဒါကျွန်တော်ဆာလီဘာမရှိပဲလဲအဆင်မပြေပြန်ဘူးဆာလီဘာတယောက်တည်းဂီဘီယန်မရှိအဲ့တော့ဒီနှစ်ယောက်က ရင်းငင်ရမ်းလို့ပဲဒါကျွန်တော်လုံးဝကိုဒါနှစ်ယောက်လုံးကဒါကျွန်တော်တစ်တိချချာဒါကျွန်တော်တို့တွဲပြီးစော်မှာ okay မဲ့ကစားသမားလို့ကျွန်တော်အနေနဲ့မြင်တယ်တယောက်တည်းဆိုဒါတော်တော်လေးကိုဒါအချက်ရတဲ့တော်မှာပါတယ်ဆာလီဘာဆိုလေဒါတယောက်တည်းဒါကျွန်တော်တို့ကီဝီရောတွဲဆော်မှာသူ့အနေနဲ့အမားကြီးတော်တော်လေးကိုများရလို့မြင်တယ်ပြောချင်တာပြတာခုနကတယောက်မားရင်တယောက်ကအများနဲ့ထောက်ပေးနေတဲ့အသင်းသင်းရှိရတယ်မှာဒါကျွန်တော်တို့နှစ်ယောက်လုံး တဲကတယောက်ကပျောက်သွားကြတော်တော်လေးကိုအခြေအနေမကောင်းဘူးလို့ကျွန်တော်ရဲ့ပုဂ္ဂိုလ်ကြီးရမှာကျွန်တော်ကတော့ပုဂ္ဂိုလ်ကြီးရမြင်မိတယ်မြို့သူမဲ့စိုးစိကမဆက်ပြောအောင်ယူကဆယ်ယူနိုက်တက်တင်းနဲ့ဒီနေ့ပွဲစမှာသူတို့တက်ကတိုက်ပွဲရကြီးတယ်အဲဒီဟောင်းနဲ့ဒီနေ့ပွဲစနိုင်မယ်လက်ကျန်ပွဲတစ်ခုကိုနိုင်မယ်ဆိုရင်အဖေကရှင်းတယ်သူတို့ကအစစ်နဲ့ရာဒီနဲ့တိတ်သိမ်းမယ်အဲ့တော့ဒါကျွန်တော်လက်ကျန်ပွဲနှစ်ခုမှာယူကဆယ်ယူနိုက်တက်အသင်းနေတဲ့အာစနယ်နဲ့တွေ့မယ်နောက်တဲ့တပွဲကဘလူးနဲ့တွေ့မယ်ကျွန်တော်ကြည့်လိုက်ပါအောင်မယ် ဖေချာရကျွန်တော်ဒါညူကာဆယ်ယူနိုက်တက်ကဒါလက်ချံပွဲစဉ်ကအေဗာတန်ကိုသူတို့ရဲ့အိမ်ကူးမှာတွေ့မှာကြောင့်အဲ့လောက်ကြီးတော့ဒါကျွန်တော်ခက်ခက်ခဲခဲပွဲစဉ်တော့မဟုတ်ဘူးအဲ့တော့ပြောချင်တာညူကာဆယ်ယူနိုက်တက်တင်းတဲ့ဒီနေ့ပွဲစဉ်မှာအာစနိုအသင်းကိုဒါအနိုင်ရရှိခဲ့မယ်ဆိုရင် တို့အနေနဲ့တော့ဒါလက်ကြံပွဲတစ်ပွဲနိုင်မဆိုသူတို့အနေနဲ့ဒီနှစ်မှာကာတာဘောက်လည်းရမယ်အစ်စနစ်လည်းရမယ်ဒါတော်တော်လေးကိုမိုက်တဲ့ရာသီတစ်ခုကိုအက်ဒီဟောက်တယောက်ဖြတ်သန်းနိုင်ပဲလို့ကျွန်တော်ရဲ့ပုံကူရေးရမှာကျွန်တော်ကမြင်မိတယ်ဒါပေမဲ့ညူကာဆယ်ယူနိုက်တက်အက်ဒီဟောက်ကိုကျွန်တော်ခုနောက်ပိုင်းချီချူနာသူ့ရဲ့ flexibility ပဲခေါင်းရမ်းမှာမှာတော့ညူကာဆယ်နေတဲ့လက်ရှိမှာလာကျွန်တော်ပြောင်းတဲ့တင်းလောက်ပြောင်းလဲတယ်လက်ရှိမှာလူစင်းရအားနေတယ်မှတ်ပေမဲ့တခါကျရင်သူပြောင်းလဲအခုလက်ရှိဒါကျွန်တော်ရှေ့ပွဲဒါစပါနေဖို့ဆိုစပါနေဖို့ဒါ Chelsea နဲ့ပွဲစမှာသူ3 back formation သုံးသွားခဲ့တယ်လက်ရှိမှာ3 back formation ထပ်ပြီးသုံးမှုအတွက်ကျွန်တော်ဒါ စ조사နေတယ်သိရတယ်မှာဗါတယ်ခန်းစစ်၃ယောက်နေမှာဒါဒန်ဘန်ကြီးကိုသူကဒါဖူဘက်ပုံစံမျိုးမသုံးဘဲနဲ့ဒါတက်ဆန်တာဘက်ပုံစံမျိုးတုံချလိုက်တယ်ဖေဘီယန်ရှားကိုဒါကျွန်တော် CCB တုံးပြီးတော့ဒါကျွန်တော်တို့တစ်ဖက်ကိုတော့ဒါ craft ပုံစံမျိုးတုံချလိုက်တယ်ပေါ့နော်ပြောချင်တာကဒါအဓိက343မှာကွင်းလေပိုင်းကအရေးကြီးတယ်ဒါပေမဲ့လက်ရှိ Newcastle ကတင်းကတကယ်ကိုအရေးကြီးတဲ့ပိုင်းကသူ့ရဲ့ကွင်းလေကအရင်ကြီး solid ဖြစ်တဲ့ကွင်းလေတစ်ခုလို့ကျွန်တော်ရဲ့ပုံကူရင်အမြင်နဲ့ Bruno Gamirez Sandro Tonali ဒီကစားသမားတွေကိုပိုင်ဆိုင်ထားတဲ့အသင်းသင်းအနေနဲ့အင်မတန်မှချီးကျူးဖို့ကောင်းတဲ့ဒါအသင်းသင်းဖြစ်လာမယ်လို့ကျွန်တော်ကတော့ ုကူကြီးရာတော်တော်လေးကိုမြင်ပြီးအတင်းတင်းဆိုတာကိုပြောချင်ပါတယ်အဲ့တော့မိသွေးပင်စူစီကမှုပေါ့နော်မိသွေးပင်စူစီကမှုအရေးကြီးတယ်ဒီနေရာမှာဘာလို့လဲဆိုတော့အာဆိုသင်းနဲ့ဒီနေ့ပေါ်တော့ပေါ်တီပေါ်ပြတ်သွားလို့လို့မရအောင်လီဗာပူးနဲ့ဒါပထမပိုင်းလို့ပုံစံမျိုးတော့ဆော်လို့မရအောင်လီဗာပူးကရှင်းတယ်ဒါလီဗာပူးသင်းကဒါကျွန်တော် သူတို့ကောင်းကြတာမိုင်းမဒုတိယမှာသူတို့သူတို့လီဗာပူးကိုရံလည်းပေါ်တီပေါ်ပြဆော်ခဲ့ဒါပေမဲ့ညူကာဆယ်ဒီနေ့ပေါ်ဆော်ပေါ်ပြီးပေါ်ပြဆော်မှုညူကာဆယ်ကသူတို့အစစ်နှစ်နေရာကိုလိုချင်တဲ့တဲ့တဲ့သူတို့အနေနဲ့ဒါကျသူတို့ရဲ့တမိုင်းတက်လျှောက်ဒါကျွန်တော်နောက်ပိုင်းမှာဒါကျွန်တော်တို့အ highest ဒါကျွန်တော်ပြန်ရဖို့အတွက်ကြိုးစားမယ်တဲ့တဲ့ဒီနေ့မှာအဲဒီဟောက်ကသူဘလောက်နိုင်ဘာလုံးနိုင်ကြောင်းသူပြပမဲ့ ်ပွဲတပွဲတစ်ဖက်ကအာဆနယ်အာဒီရာနဲ့ဒါကိုလုံးဝအဖြစ်ခံလို့မရဘူးအဲ့တော့အာဆနယ်တင်းတဲ့ဒီနေ့ပွဲစမှာလုံးဝအမှားရွေးမရှိသေးဘူးအိမ်ဝင်းမှာအိမ်ဝင်းလို့ဂန်းမယ်အဲ့တော့အိမ်ဝင်းမှာလက်ရှိမသိရတဲ့ BG ကိုလည်းရှုံထားတယ်ဘုံမောက်ကိုလည်းရှုံထားတယ်အဲ့တော့အိမ်ဝင်း၃ပွဲဆက်ရှုံပွဲမဖြစ်ဘူးအတွက်အာဒီရာဒီနေ့ပွဲစမှာလုံးပြရမယ်လို့မြင်တယ်ဒီနေ့ပွဲစမှာအာဆနယ်တင်းရှုံခဲ့မယ်ဆိုတော့ပရိသတ်တည်းရဲ့ဗဇက်ထဲမှာအာဒီရာတယောက်တော်တော်လေးကိုပြောခံရတော့မယ်လို့မြင်တယ်အဆင်နေရဖို့တည်ကြတဲ့တဲ့တင်းကနေအဆင့်၃မှာဆင်းပြလိုက်ရမယ်ဆိုအာဆနယ်တင်းတော့တော်တော်လေးကိုဒါအခြေအနေမကောင်းမဲ့တဲ့မှာပါတယ်လို့ကျွန်တော်နေတယ်မြင်တယ်ဒါပြင်ဒါကလက်ရှိမှာအရေးမကြီးအရေးကြီးတာအခုလက် ်ရှိမှာအာစတောသင်းတာပုံမှန်လင်းပြောရမယ်ဆိုရင်နောက်ဆုံးနောက်နောက်ဆုံးပွဲစဉ်မှာအခြေအနေမကောင်းအဆင့် အဆင့်9လောက်ထိဆင်းသွားနိုင်တဲ့ပုံစံမျိုးရှိရတယ်။အာဒီဒတ်လုံးဝအမားမခံတော့။အဲ့တော့အာဒီဒတ်နဲ့ငါတို့ကအဆင့်နှစ်မှာနေမယ်ဆိုတဲ့ပုံစံမျိုးကောင်းကောင်းကြီးရက်တည်ပြမယ်ပွဲစဉ်။အိမ်ဝင်လက်ဖြစ်တာနဲ့ဂျီယူကာဆယ်ယူနိုက်တက်ကိုဘဒုဘရင်လဲဆိုတာဆက်လက်ပြီးပြပရမယ်ပွဲစဉ်တပွဲဆိုတော့ကျွန်တော်အနေနဲ့ဒါကျွန်တော်အဓိကပြောဆိုချင်ပါတယ်ပေါ့နော်။အဲ့တော့မြည်တို့ပင်စူစေကာမှုဒီနေ့ပွဲစဉ်မှာအာစတောအသင်းတို့ကတော်တော်လေးကို crucial ဖြစ်မဲ့ပွဲစဉ်လို့မြင်နေတယ်။တစ်ဖက်ကယူကာဆယ်တို့ကဒီနေ့ပွဲစဉ်မှာ crucial ဖြစ်နေယူကာဆယ်တို့ကရှင်းတယ်သူတို့ကငါတို့ဘလောက်လုံနိုင်လဲဆိုတော့ပြသမယ်ပွဲစဉ်။တစ်ဖက်ကအာစတောအသင်းကဒီနေ့ပွဲစဉ်မှာဂုံသိက္ခာပိုင်းဆိုင်ရာထိမ့်သိမ့်ရမယ်ပွဲစဉ် ပွဲလူကျွန်တော်ရဲ့ပုံကူကြီးရမှာမြင်မိပါတယ်လို့ပြောရင်လည်းကျွန်တော်ကိုသွားကုန်ပြီပေါ့အဲ့တော့ဒီနေ့ဘောဇမတာညူကဆယ်နဲ့အာစနယ်ဘောဇင်ကမြန်မာစံတော်ချင်းကျွန်တော်ဆယ်နိုင်တို့မှာကျင်းပဖြစ်ပြီးတော့အာစနယ်ရဲ့အိမ်ဝင်းဖြစ်တဲ့အမ်ဘရစ်ကွင်းမှာကျင်းပမှာဖြစ်ပါတယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါအဲ့တော့မြို့သူပဲစိုးစိမ်ကမှုအာစနယ်အသင်းအနေနဲ့ညူကဆယ်ယူနိုက်တက်အသင်းကိုဒီနေ့ဘောဇမအစစ်နဲ့နေရာအတွက်ပြီးမြဲရေးအတွက်ပေါ့နော်ညူကဆယ်ယူနိုက်တက်ကိုအနိုင်ယူဖို့တော့လိုပါလိမ့်မယ်ဒါတော့ပါပဲပေါ်လုံးဝဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 Point ဆိုတဲ့ TV4 တို့မှာကျင်းလို့ဆိုတော့ပေါအောင်ကူညီလို့ရပါတယ်။နည်းနည်းလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့။အောက်က comment တွေထဲမှာလေး youth sport media 3 point ဆိုနေ TV for you တွေ့လင်းလေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်ဆက်ကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လေးပို့ကျွန်တော်အားပေးလို့ရပါရမြန်မာလေးလည်း clip ဖို့မမေ့ကြပါနဲ့ဟုတ်ညံ့ညာ clip မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးမကြိုးရမှာဗျကောင်းမွန်တော့နေ့လေးဒီနေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့ရေနောက်မှအေးအေးဆေးဆေးတွေ့ကြတာပေါ့အားလုံးမကြိုးရမှာလေမြန်မာလေး clip ပေးကြအောင်ဗျမြန်မာ clip မှာမြန်မာနိုင်ငံဖြစ်ပါတယ်တေးပါပါ